ဒါက air flyer နဲ့กินတဲ့จตากินလေးပါလောက်ကအရန်လွယ်ပါတယ်ဒါကจตาကိုစားအရသာမုံမျိုးကောင်းမှုလို့နေပါတော့ကျွန်မကတနာ ਈ လောက်နှက်ထားပါဒီလိုနှက်ထားခြင်းအပြင်အသားလေးကိုအရသာလေးစိတ်ဝင်စေပါတယ်ကဲအခုကျွန်မ air flyer လေးကိုစားกินတော့ပါမယ်စီစိန်ဆက်ခုလေးနဲ့จตาလေးတို့စပြီးရုံးလေးလေးသေးပါကျွန်မထည့်ခဲ့ပါ ပူချင်း180နဲ့မိနစ်20ပဲกินပြီးပါတယ်ဒါကတော့မိနစ်20กินပြီးတဲ့ရလာတဲ့ကြက်သားလေးပါအပေါ်လေးကကျွတ်ကျွတ်ကလေးနဲ့အလဲရအေးအေးလေးပါဒါပေမဲ့မကျက်သေးပါဘူးတစ်ဖက်ကိုလည်းအဲ့လိုပဲအပူချိန်180နဲ့မိနစ်20ထပ်กินပြီးရပါ ကဲအခုဆိုရင်ပိုလေးရချွတ်ချွတ်ကလေးအလေလေးရအီအီလေးနဲ့စားလို့ကောင်းတဲ့ကြက်သားကင်လေးတော့ရပြီနော်အချင်ကတော့အရင်တစ်ခါလေးတော့ရတယ်လုပ်ပြခဲ့ပူပါတယ်အဲ့ဒီအချင်တိုင်းပါပဲရှင်